မကွေးတိုင်းမင်းတုံးမြို့မှာအော်တိုဘားလ25ရက်မနက်ပိုင်းကစက်တီကာဘိုထွက်လာတဲ့ရဲတပ်ဖွဲ့ဝင်2ဦးတိုက်ခိုက်ခဲ့ရပြီး2ဦးစလုံးသေဆုံးကလက်နက်ခဲယံတွေနဲ့သိမ်းဆည်းရရှိခဲ့တယ်လို့တရက်ခရိုင်အမှတ်လေတရင်ကပြောပါရယ်မင်းတုံးမြို့ပေါ်ကနေ9မိုင်လောက်ဝေးတဲ့အေးလက်ကုန်းရွာနာမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရတာဖြစ်ပြီးအရင်ကရဲတပ်ဖွဲ့ဝင်4-500လောက်လာပြီးခီးသွွားကားတွေနဲ့ကုန်ကားတွေစီကငွေကြေးလာကောက်တာရှိတယ်လို့တရက်ခရိုင်အမှတ်လေတရင်ရဲ့တပ်ဖွဲ့ဝင်တယောက်ကပြောပါရယ် ြစ်ခတ်မှုအတွင်ရဲတပ်သားတွေဖြစ်ကြတဲ့တန်ထိုက်စိုးနဲ့နေမင်းထက်တို့နေရာမှရင်သိဆုံးသွားကြပြီးသူတို့စီကနေလက်နက်တချို့သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။သိဆုံးသွားတဲ့ရုပ်အလောင်းတွေကို နေ့လယ်ပိုင်းမှာစစ်တပ်ကလာရောက်သိမ်းဆောင်သွားပြီးမင်းတုံတရက်ကမ္မမျိုးနယ်တွေကိုစစ်ကောင်စီတပ်ဘက်ကစာနယ်ဇင်းခါနဲ့ဇေဝါတွေဖျက်တောက်ထားတာအပြင်ဆက်သွယ်ရေးဖုန်းလိုင်းတွေဖျက်တောက်ထားတာတစ်နှစ်ကျော်ရှိနေပြီဖြစ်တယ်လို့လည်းတရက်ခရိုင်အမှတ်လေးတရင်ရဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်က DPP ကိုပြောပါရတယ်။ လက်ရှိဒေသခံတွေနဲ့ခီးသွားပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အနီးပတ်ဝန်းကျင်တွေမှာနေထိုင်သွားလာမောင်းနှင်တာတွေမပြုတ်လုပ်ကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတိုက်တွန်းထားတယ်လို့သိရပါတယ်ရှင်။